အားလုံးပဲမင်္ဂလာပါအားလုံးလေး channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ flower blanket လေးမှာတက်မယ် mini sunflower size လေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်เนาะနေကြာထုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့အဝါအညိုအစိမ်း၃ရောင်သုံးမယ်နော်။ပြီးရင် SI က 2.5mm ရဲ့အမှတ်ချိန်လေးရေလိုပါမယ်နော်။ခေတ္တဆိုစာထုတ်ပြပါမယ်။ အရင်ဆုံးပန်းရဲ့ဝစ်ဆန်လေးအတွက်ကိုအညိုရောင်လေးနဲ့အရင်ထုတ်ပြပါမယ်နော်ဒီမှာဂွင်းရှင်သုံးမယ်နော်မန်ချရင်သုံးမယ်ပြီးတော့ပြီဆိုရင်မန်ချရင်နဲ့မှာဆင်ရဲ့ခရော့ချက်လေး6ခါထုတ်ပါမယ် ပြီးရင်တော့ဒုတိယအဆင့်ထိုးမယ်နော်ဒုတိယအဆင့်မှာတော့ဒီအရှိကပထမဆုံးထိုးခဲ့တဲ့အပေါက်ထဲမှာ သူ့ကို single crush sorry ရှက်ကော်လေးထိုးမယ်နော်ရှက်ကော်လေးထိုးပြီးရင် chain တစ်ခါထိုးမယ်ပြီးတော့ဆိုရင်ဒီရှက်ကော်ထိုးတဲ့အပေါက်ထဲမှာပဲသူ့ကို single crush တစ်ခါပြန်စထိုးမယ်နော်ပြီးရင်ဒီနေရာလေးကိုအမှတ်ချိန်လေးမှတ်ထားပါမယ်ပြီးတော့ဆိုရင်ဒီအပေါက်ထဲမှာပဲပေါ့နော်သူ့ကိုနောက်တဲ့တစ်ခါ single crush လေးတစ်ခါထိုးမယ် ဒီအဆင့်ကတော့ increase ထိုးတဲ့အဆင့်ပေါ့နော်တပောက်မှာ single crochet နှစ်ခါနဲ့ increase လေး6ခါပြည့်အောင်ဆက်ပြီးတော့ထိုးသွားပါမယ်ပြီးတော့ရင်နောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်မှာအရင်ဆုံးအမှတ်ကြိတ်နေရာမှာရှက်ကော်လေးထိုးမယ်နော်ပြီးတော့ရင်ချိန်လေးတစ်ခါထိုးမယ် ပြီးရင်ဒီချက်ကိုထိုးတဲ့အပေါက်ထဲမှာပဲစင်ရင် crochet တစ်ခါပြန်ဆမယ်နော်ပြီးသွားပြီဆိုရင် သူ့ရဲ့ဘေးကက်ရဲ့တစ်ပေါက်နော်အခုထိုးတဲ့အပေါက်မျိုးပဲနဲ့ဘေးကက်ရဲ့တစ်ပေါက်မှာ increase လေးတစ်ခါထိုးပါမယ်ဒါဆိုရင်ဒီအဆင့်ကတော့ single crochet တစ်ခါ increase တစ်ခါထိုးရတဲ့အဆင့်ပေါ့နော်။ဒါကိုအဆုံးထိဆက်ပြီးတော့ထိုးသားလိုက်ပါနော်။နောက်ဆုံးရောက်ပြီဆိုရင်သူ့ကိုအမှန်ချိန်နေရာမှာရှက်ကော်လေးတစ်ခါထိုးပါမယ်။ပြီးရင်တော့ခြေစလေးဖြတ်လိုက်လို့ရပြီနော်။ ပြီးရင်သူ့ကိုအစမ်းရောင်ခြိစားလေးနဲ့နဲ့ဒီလိုမျိုးပုံစံတူနောက်တစ်ခုထပ်ထိုးထားမယ်နော်ပြီးရင်သူတို့နှစ်ခုကို ပေါင်းပြီးတော့ပန်းပွင့်လေးစထိုးပါမယ်နော်သူတို့နှစ်ခုကိုဟိုဘက်ဒီဘက်ခြိဆက်တဲ့နေရာကို အညီထားပြီးတော့ပေါ့နော်အညီမထားကြင်လည်းရတယ်ပေါ့နော်ဒီမှာတော့အညီထားပြီးတော့ပြီးရင်သူ့ကိုအစင်ပြေတဲ့အပေါက်တစ်ပေါက်ကနေအဝါရောင်ခြိစားလေးကိုချိန်တစ်ခါထိုးလိုက်မယ်နော် အဲ့ဒီအစတွေကအထဲကိုထည့်ပြီးတော့တင်ထိုးသွားလိုက်လို့ရတယ်နော် ပြီးရင်ဒီချိန်ထိုးထားတဲ့အပေါက်ထဲမှာပဲသူ့ကိုဟာတဘယ်ခရချလေးတစ်ခါထိုးပါမယ်ပြီးကြပြီဆိုရင်ဒီအပေါက်ထဲမှာပဲထပ်ပြီးတော့တဘယ်ခရချလေးတစ်ခါထပ်ထိုးပါမယ်နော် သူ့အနောက်ကအဝါရောင်ခြေစောက်ကိုလည်းတစ်ခါတည်းတင်ပြီးထိုးသွားမယ်နော်ပြီးရင်ချိန်လေးတစ်ခါထိုးမယ်ပြီးကြပြီဆိုရင်သူ့ရဲ့ဘေးကက်ရဲ့တစ်ပေါက်မှာပေါ့နော်ဘေးကက်ရဲ့တစ်ပေါက်မှာ သူ့ကို ဟိုဘက်ဒီဘက်အညီနော်ဘေးကက်ရဲ့တစ်ပောက်မှာ double crochet လေးနဲ့ပြန်စပါမယ်တဘယ်ခရက်ချက်လေးတစ်ခါပြီးရင်သူ့ကိုအဲ့ဒီအပေါက်ထဲမှာပဲဟာတဘယ်ခရက်ချက်လေးတစ်ခါထိုးပါမယ်နော်ပြီးတော့ရင်တော့ chain လေးတစ်ခါထိုးမယ် chain တစ်ခါထိုးပြီးတော့ပြီဆိုရင်ဒီနေရာမှာ ခြေဆက်ထားတဲ့နေရာရောက်ပြီပေါ့နော်ခြေဆက်ထားတဲ့နေရာကိုကြော်ပြီးတော့သူ့ရဲ့ဘေးကက်ရဲ့အပေါက်ပေါ့နော်ဘေးကက်ရဲ့အပေါက်မှာရှက်ကော်လေးတစ်ခါထိုးပါမယ်ဒါဆိုရင်သူကပန်းပွင့်လေးတစ်ဖက်ရပြီပေါ့နော်ပြီးတော့ပြီဆိုရင်ချိန်လေးတစ်ခါထုံးမယ် ထဲနှခါထိုးပြီးသွားပြီဆိုရင်ဒီရှက်ကော်ထိုးတဲ့အပေါက်ထဲမှာပဲပြန်ထိုးမှာနော်ဒီရှက်ကော်ထိုးတဲ့အပေါက်ထဲမှာပဲသူ့ကိုဟာဒဗယ်ခရက်ချက်လီနဲ့ပြန်စမယ်ပြီးသွားပြီဆိုရင်ဒီအပေါက်ထဲမှာပဲနောက်ထပ်ဒဗယ်ခရက်ချက်လီတစ်ခါထပ်ထိုးပါမယ်ပြီးရင်တော့ချိန်လေးတစ်ခါထိုးမယ်ပြီးရင်နောက်ထပ်တစ်ပေါက်ပေါ့နော်သူ့ရဲ့ဘေးကက်ရတဲ့ပေါက်မှာဒဗယ်ခရက်ချက်လီတစ်ခါနဲ့ပြန်စပါမယ် double crochet တစ်ခါပြီးရင်သူ့ကို half double crochet လေးတစ်ခါထိုးပါမယ်နော်ပြီးသွားပြီဆိုလို့ရှိရင် chain လေးတစ်ခါထိုးလိုက်မယ် chain တစ်ခါထိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့အရှိတပေါက်ပေါ့နော်အရှိတပေါက်မှာ shackle လေးတစ်ခါထိုးလိုက်မယ်ဒီအဆောက်ကိုအထဲကိုတင်လိုက်လို့ရတယ်နော် ပြီးတော့ချိန်လေးတစ်ခါထိုးပြီးတော့နောက်ထပ်ပွင့်ဖက်လေးပြန်စမယ်နော်ဒီမှာပတ်တန်လေးလည်းရေးပြထားတယ်ဆိုတော့ဒါမျိုးကိုပွင့်ဖက်လေး၉ခုရအောင်ဆက်ပြီးတော့ထိုးသွားပေးပါနော် သူရဲ့ဒီခြေစလေးတွေကို မဖြတ်ဖဲနဲ့ပေါ့နော်ဒီအထဲကိုတင်ပြီးတော့တခါတည်းထိုးသွားပါမယ်နော်ပြီးတော့ဒီထဲလေးကိုစီလီကွန်လေးတွေအနေငယ်ဖြည့်မယ်နော်ဒီပန်းပွင့်လေးကအလေကောင်ကဖောင်းဖောင်းကြွကြွလေးဖြည့်နေအောင် ပေါ့နော်စီလီကွန်လေးတွေဖြည့်ပါမယ် ီးတော့ရင်တော့သူ့ကိုပုံမှန်အတိုင်းပဲအဆုံးအထိဆက်ပြီးတော့ထူသွားပါမယ်နော်နောက်ဆုံးမှာချိန်လေးတစ်ခါထိုးပြီးသွားပြီဆိုရင်ဒီအရှိက ပထမဆုံးစထုတ်ခဲ့တဲ့အပေါက်ကလေးထဲမှာပေါ့နော် သူ့ကိုရှက်ကော်လေးထိုးပြီးတော့ခြိစားဖြတ်လိုက်လို့ရပြီပေါ့နော် ပြီးတော့ဒီပို့နေတဲ့ခြေစားလေးကို အစာတက်လိုက်ပြီးပြီဆိုရင်ရပြီပေါ့နော်ဒါလေးကလိုက်ထိုးရတာလဲအရန်လွယ်ကူပြီးတော့ယူရှင်းပါတယ်နော်ပက်တန်လေးကလည်းမခတ်တော့လိုက်ထိုးရတာလဲအဆင်ပြေမယ်ထင်တယ်နော် ဒါဆိုရင်တော့ flower blanket လေးမှတက်မယ် mini sunflower လေးရပါပြီเนาะဒါလေးတွေက key chain လေးလုပ်ရင်လည်းအရန်လှပါတယ်เนาะကြည့်ရှုပေးရတဲ့တယောက်ချင်းစတိုင်းကိုလည်းကျေးဇူးများရတယ်ပါရှင်